ဒီပိုင်းစားမှာတော့စားသင်ခန်းထဲမှာအန်ဆိုင်တို့တစ်တိုက်ကအရင်လိုစားနောက်ပြောရှင်နေခဲ့ကြပါလေ။နေလေသာစားတဲ့အချိန်ကြီးကြောင်းရောက်လာသေးတဲ့ဆာကူရာကိုသူတို့ကမျှော်နေကြပြီးတော့တိုက်ပွဲပြီးကရင်လုံမှုမမှန်နေတဲ့ဆာကူရာကိုအားလုံးကစိတ်ပူနေခဲ့ကြပါလေ။အချိန်ကြီးရဲကဆာကူရာစီကိုဖုန်းဆက်ပြီးတော့တဖက်ကဖုန်းကန်တာကြောင့်ပျော်သွားကြရမယ်အတန်မကောင်းပဲဖုန်းချသွားတာကြောင့်အားလုံးကစိတ်ပူသွားကြပါလေ။နေဘဲကတော့ကြည်ရတာအေးမိပြီးတော့ဖျားနေပုံပဲလို့ပြောပြလိုက်ပြီးအားလုံးကလည်းအံ့ဩသွားကြပါလေ။အဲ့နောက်မှာတော့နေဘဲနဲ့ဆိုတော့ကလွယ်တာတွေဝဲပြီးတော့ဆာကူရာအိမ်ကို ထွက်လာခဲ့ကြကနေရဲကဆာကူရာကသူ့ကိုမြို့ပြင်မှာနေတယ်လို့ပြောပြဝင်မိတကယ်တမ်းကကြောင်းတဲ့နီးနီးလေးမလို့ဘာကြောင့်များလိန်ပြောခဲ့တာလဲလို့ပြောနေခဲ့ပါတယ်ဆိုကတော့ကြောင်းတဲ့အမမလို့ကြောင်းတဲ့နီးတဲ့ညောင်ကိုပြောင်းလာတာဖြစ်နိုင်တာပဲလို့ပြောနေခဲ့ပါတယ်အဲ့တော့ဆာကူရာလေးစာကိုရောက်လာခဲ့ကြပြီးတော့သူတို့တွေ့လိုက်တာကလမ်းလိုင်ကောင်မှာဘာဘာကြီးရှိနေကြောက်စရာကောင်းတဲ့အိမ်ဟောင်းကြီးပဲဖြစ်နေခဲ့ပါတယ်ဆိုကတော့တရေချောက်တဲ့အိမ်ကြီးပဲလို့ပြောနေပြီးတော့နီးရဲကအများရောက်ဘူးလေတာကြီးရလို့ပြောလိုက်ကအိမ်ကောင်ကလူခေါင်းကောင်းလောက်နှိပ်ကြည့်တော့ခေါင်းလောင်းပြတ်နေခဲ့ပါတယ် တကောက်ဆွဲပွင့်ကြည့်လိုက်တော့ပွင့်သွားတာကြောင့်ဆိုကဝင်သွားမယ်လို့မှာနေရဲကဓာနေခဲ့ပါတယ်ဖဏ္ဍထားတဲ့နေရာမှာလဲဆာကူရာမိပါတယ်ဖဏ္ဍတီမတွေ့ရပဲဆာကူရာတယောက်တည်းဖဏ္ဍကိုပဲတွေ့ခဲ့ရပါတယ်ပြီးတော့ဘေးစင်မှာရှော့ဖို့ထားထားတဲ့ foreign uniform တစ်စုံတွေ့ရပြီးတော့တကန်းလုံးကတိတ်ဆိတ်ခြောက်ကန်နေခဲ့ကခေါ်လို့မရတဲ့ဆုံးမှာတော့ဆိုကအထဲဝင်သွားခဲ့ပါတော့တယ်နေရဲကမိပါတယ်တင်းပြဿနာတက်မှာဆိုရင်တော့ဝင်မသွားဖို့ဓာနေပြီမေဆိုကကြည့်ရတာဆာကူရာတယောက်တည်းနေတာထင်တယ်လို့ပြောလိုက်ပြီးတော့ခုချိန်မှာဆာကူရာတယောက်အေးပတ်ပြီးတော့တနေရာမှာသတိလစ်နေခဲ့ဘယ်လိုလုံးမလဲလို့ပြောလိုက်ပါတယ် ။ဒါကြောင့်နီရဲလည်းထိတ်လန့်သွားခဲ့ပြီးတော့ထအိုလိုက်ကအန်ချင်ဆာကူရာဘယ်အကောင်လေးတော့ငားရင်ရှိလားအွန်နီယာလားဆိုပြီးတော့ထွာလာကအော်ပြောလိုက်ပါလိမ့်။နောက်တော့မှနီရဲတို့မှသိလိုက်ရလို့ဘာလာလုံးကြလားလို့မေးလိုက်ပြီးတော့ခန္ဓာကိုယ်ကအပြားချိန်ရောက်ရိုင်းထိုးနေခဲ့ပါလိမ့်။နောက်တော့ဆိုကဥဆောင်ပြီးတော့ဆာကူရာကိုအိယာပေါ်ပြန်အိတ်ခိုင်းမှုအတွက်ခေါ်သွားခဲ့ကနီရဲကိုလက်ဆောင်နဲ့တဲလာခိုင်းလိုက်ပါလိမ့်။ဆာကူရာကတကယ်တော့တယောက်တည်းနေနေရဖြစ်ပြီးတော့ဝင်ဝင်မရှိတဲ့ထက်တန်းចောင်းသားတယောက်ဖြစ်တာကြောင့်ဒိန်လုံးက၆ကတ်မေးမိန်လို့နေပါလိမ့်။ဆိုနဲ့နီရဲကဆာကူရာကိုစေးတောက်ချင်လား ဘာစားခြင်းနေရှိလဲမေးပေမဲ့ဆာကူရာကတော့ဘာမှစားခြင်းနေမရှိဘူးလို့ပြန်ပြောခဲ့တာပါဆိုကတလောက်လူကောင်ကြီးကစားခြင်းနေမရှိဘူးလားဟာလို့ပြောလိုက်ပြီးတော့ဆာကူရာကတော့ဘာပြန်ပြောခဲ့ပဲနီရဲကဆာကူရာရဲ့ကျန်းတန်းတဲ့ဘဝကိုခံစားမိနေကစိတ်မကောင်းဖြစ်နေခဲ့ပါတယ်အဲနောက်တော့သူတို့เจ้าကတငယ်ချင်းတွေပေးလိုက်တဲ့လက်ဆောင်အိတ်ကိုထုတ်ပြလိုက်ပြီးနီရဲကတယောက်တည်းနေတာဖြစ်လို့ခက်ခဲရိရှိရင်သူတို့အားကိုးဖို့အတွက်လည်းပြောလိုက်ပါတယ်ဆာကူရာကတော့သူကအမြဲတမ်းသူ့ကိစ္စတွေသူ့ဘာသာသူဖြေရှင်းနေတာပဲဖြစ်ပြီးတော့အိတ်လိုက်ရင်တတ်တာသွားမှာပါလို့ပြောကဘာမှအရေးကြီးကိစ္စမဟုတ်ဘူးလို့ပဲပြန်ပြောခဲ့ပါတယ် အားကြောင့်ဆိုကလိုက်သီးနဲ့နီရဲကိုခေါ်ကပြန်သွားခဲ့ပြီးတော့လမ်းမှာနီရဲကသူ့အတွက်မစိုးရိမ်ဘူးလားလို့မေးလိုက်တာကြောင့်ဆိုကဆာကူရာရဲ့ခြေနေနဲ့နေပုံထိုင်ပုံကြည့်ရတာမိသားစုဆိုတာတော့ရှိမဲ့ပုံမပေါ်ဘူးလို့ပြောလိုက်ပါတယ်။ဒါကြောင့်နီရဲကိုမေးတာအထီးကျန်လမ်းပြောင်းနေပြီးတခါသာဆန္ဒရှိလို့တောင်းခွင့်ရမယ်ဆိုရင်ဘယ်ဟာကိုတောင်းမလဲလို့မေးလိုက်ပါတယ်။နီရဲကတော့သူ့ရဲ့ဖုန်းပေါ်လို့ပြောလိုက်ပြီးတော့လမ်းပြောင်းနေရင်အပြန်လမ်းကိုရှားမှာဖြစ်တယ်လို့သူ့အတွက်လည်းအထောက်အကူတော်တော်ဖြစ်တဲ့အကြောင်းကိုပြောပြလိုက်ပါတယ်။ ဆိုကတော့ဒီလိုဖြေတာကမင်းကဖုန်းကိုတုံးတက်တာကြောင့်ကိုလို့ပြောလိုက်ပြီးတော့ဆာကူရာလိုလားသူပြဿနာမှာတကယ်ချင်းဆိုတာရှိပြီမဲ့ဘလို့ကူညီတောင်းရမယ်ဖွင့်ရမယ်ဆိုတာကိုသူကမသိဘူးလို့ပြောလိုက်ပါတယ်။ဒါကြောင့်လောဆယ်သူ့ကိုတယောက်တည်းလွတ်ထားပေးဖို့အတွက်ပြောလိုက်ပြီးတကယ်လို့မနေ့ပြန်ကြောင်းမလာဘူးဆိုမှထပ်ပြီးတော့လာကြည့်ကြမယ်လို့ပြောလိုက်ပါတယ်။ဒါမဲ့နီရီယာဆူကိုပြောတာကိုနားမလည်ပြီမဲ့သူ့အနေနဲ့တကယ်ချင်းဆိုတာကိုအသုံးချတတ်လောက်အတိတ်ပဲပေါက်လာအောင်သူကသင်ပြပေးချင်တယ်လို့ပြောပြခဲ့ပါတယ်။ သူကဆာကူရာကိုထိတ်ဆုံးဖိုက်တာဖြစ်လာတဲ့အချိန်ကူညီပေးမယ်လို့ကတိပေးထားခဲ့တဲ့အကြောင်းကိုပြောပြခဲ့ပြီးတော့ဆာကူရာကအခုတည်းတယောက်တည်းပဲဖြစ်နေခဲ့ကသူကအဲ့လိုထပ်ပြီးတော့မဖြစ်စေချင်တော့ဘူးလို့ပြောလိုက်ပါတယ်။အမှကောင်မလေးတယောက်ကရောက်လာခဲ့ပြီးတော့အထက်ကဆာကူရာကတောက်ရီကုံသွားတာကြောင့်လက်ဆောင်ကိုသွားကြည့်လိုက်တဲ့အချိန်မှာတငယ်ချင်းတွေအားလုံးကစာရေးပြီးတော့မုံနေအများကြီးပေးထားတာကိုမြင်သွားခဲ့ပါတယ်။ဒါကြောင့်ဆာကူရာကအခုလက်ရှိထိသူကအမြဲတမ်းတယောက်တည်းပဲဖြစ်နေခဲ့ကအားလုံးတယောက်တည်းပဲစီမံနေခဲ့ရတယ်လို့ပြောနေပြီးဦးမဲမယားပြောဘူးတဲ့တငယ်ချင်းတွေထိုးခံလို့စိတ်တွေပွက်လာတာအဲ့ဒါသူတို့ကိုချစ်လို့ပေါ့ဆိုတော့သတိရသွားခဲ့ပါတယ်။ အာရောင်ဆာကူရာကနည်းနည်းစိတ်ပေါက်နေတဲ့တစုံတစ်ခုကအိမ်ထဲကိုပြုံးစားရင်းဝင်ချလာတော့လန်သွားခဲ့ပြီးတော့အဲ့ဒါမမကိုတိုဝါတာချီဘာနာပဲဖြစ်နေခဲ့ကသူမကျောက်ခေါဆွဲထမင်းကျော်ဆာကူရာဖျားနေဆိုလို့လှုပ်ပေးလာတာဖြစ်ပါတယ်တခန်းလုံးက6ကန်နဲ့ကြောင့်သူမလိုက်ကလေးပါလေးထားဖို့အကြံပေးနေပြီးဆော့ဆော့ကနီရဲနဲ့ဆူရိုးကိုတွေ့ခဲ့တဲ့အကြောင်းပြောပြကနီရဲကသူ့အတွက်တကယ်စိတ်ပူနေရလို့ပြောရင်းနဲ့နဖူးပလာစာကိုပတ်ကနေရိုက်ကပ်ပေးလိုက်ပါတယ်ဆာကူရာကိုကိုတိုဝါကခဏခဏရံမဖြစ်ဖို့မှာနေပြီးတော့ဆာကူရာကရံဖြစ်လို့ဖျားတာမဟုတ်ဘူးလို့ပြောတာကြောင့်ဒါဆိုတငယ်ချင်းတွေကိုချစ်လို့စိတ်ပူပြီးဖျားတာပေါ့လို့စလိုက်ပါတယ် ားကြောင့်စာကူရာလည်းရှက်သွားပြီးတော့ဘလို့တိညာလည်းဟာလို့အော်လိုက်ကဦးမဲမယားပြောပြတာလေးလို့ဖြေးလိုက်ပါတယ်ပြီးတော့ကိုတော်ကတယောက်တည်းအထီးကျန်လှပါကြည့်ရဲဆိုရယ်စိတ်ကိုဖျောက်ထားပြီးတော့အနာနာမှာရှိတဲ့သူတွေကိုယုံကြည်အားကိုးပေးဖို့လည်းပြောနေပါတယ်ဒါမဲ့ခေါင်းပါတဲ့စာကူရာကတော့သူ့ဘာပဲနေနိုင်တယ်လို့ပြောတာကြောင့်ကိုတော်ကစာကန်ဒီထမင်းကျော်ကိုပြန်လိုက်ပြီးနေနာကိုကိုဘသားကိုလုံနိုင်တယ်လားလို့မေးလိုက်ပါတယ်ဟင်းချရာကလွယ်ပေမဲ့နေမှာအိုးခွက်တွေမရှိဘူးဒါကြောင့်ငါအချက်လာပေးတယ်ချားသူတွေကဆေးတွေမုံတွေပေးလိုက်တယ်နေနားလည်းဈမ်းမှာဟာလို့ပြောပြလိုက်ပါတယ်တွင်နဲ့နောက်နေမနေ့ရောက်တဲ့အခါမှာတော့စာကူရာက ကာကြီးကိုတွားပြီးတော့တွေ့ခဲ့ပါတယ်ပြီးတော့နှစ်ယောက်သားစကားပြောဖို့လုပ်နေကြတော့အတန်းနဲ့အောင်နေထွက်လာပြီးတော့ဝိုင်းစားတာကြောင့်ကိုဆူမီနဲ့အီနိုမိုတိုတို့ကိုအခန်းဆောင်မှမှာထားပြီးတခြားကိုပြောင်းလာခဲ့ရပါတယ်ဆာကူရာကကီရီနဲ့တိုက်ခိုက်ခဲ့တော့ကအားလုံးကိုသူ့ဘာသာတိုက်ခိုက်နိုင်မယ်လို့ထင်ခဲ့မယ်ဘာမှမတတ်နိုင်ခဲ့ပဲနောက်ဆုံးမှာကာကြီးတို့ရောက်လာမှသာခေါင်းထောင်လာနိုင်ခဲ့တာလို့ပြောလိုက်ပါတယ်အန်နီကဆာပြီးတော့သူများတွေပုံမှာမိကိုအားထားတဲ့နယ်ဆွာကိုနားလည်လိုက်ရပြီးကာကြီးကိုလည်းသူများတွေပေါ်ဘလို့အားကိုအားထားလဲဆိုတာကိုသိကျင်တယ်လို့သူကပြောခဲ့ပါတယ်သူဘလို့သူများတွေပေါ်အားကိုအားထားတောင်းလို့ရမလဲလို့မေးလိုက်ပြီးတော့ ာဂျီကတော့ဘာမှပြန်ပြီးတော့မပြောခဲ့ပါဘူးခဏနေတော့ကာဂျီကအချွေတပူးဝယ်တိုက်ခဲ့ပြီးတော့အပေါ်ဓာတ်ကိုခေါ်သွားခဲ့လိုက်ပါတယ်ပြီးတော့လူရှင်းမှပြောပြမယ်လို့ပြောပါတယ်နောက်တော့မှသူကသူများတွေပေါ်အားကိုးတတ်တာကသူ့အနေနဲ့သူ့ဘာသာဘာမှမလုပ်နိုင်လို့ပဲလို့ပြောပြလိုက်ပါတယ်ဒါကြောင့်ဆာကူရာကမင်းပြောချင်တာမင်းကအားနေနေဆိုတာလားလို့မေးလိုက်ပြီးအဲ့ချိန်ကာဂျီကအချွေတပူးကိုဇက်ကုနဲ့ဆွဲယူလိုက်ကဘေးနာဇက်ကုနဲ့ green tea လို့ရေးလိုက်ပြီးတော့ဒါပါချွေလဲလို့မေးလိုက်ပါတယ်ဆာကူရာ green tea လေးလို့ပြန်ပြောတော့ကာဂျီကအထဲမှာ coffee ဘူးမှကတ်ထားတာ green tea တခုခုရဲ့အပေါ်ရန်ကိုပြောင်းပြစ်လိုက်အောင်နဲ့အထဲမှာပါရှိတယ်ဆိုတာကိုပြောင်းလဲလို့မရဘူးလို့သူကပြောပြခဲ့ပါတယ်။ဆာကူရာတကယ်တော့အပေါ်မှာကိုဘသာတယောက်ထဲနေနိုင်တယ်လို့ပြောနေပေမဲ့တကယ်အတွင်းစိတ်ထဲမှာတော့အမုန်းခံမှာကိုကြောက်နေပြီးတော့ဒါကြောင့်တကယ်ချင်းနေကိစ္စကိုဝင်မပါရဖြစ်နေတာကိုကာဂျီကပြောပြခဲ့ပါတယ်။ဒိုနဲ့စကားတွေအများကြီးပြောပြတဲ့နောက်မှာတော့ဂျောင်းနာကနေဦးမဲမီယာနဲ့ဟီရာကီကလက်ခုပ်တွေတီးနေပြီးမင်းတို့နှစ်ယောက်လုံးရင်းချက်လာပြီပဲကွာလို့ပြောနေခဲ့ပါတယ်။ဒါကြောင့်နှစ်ယောက်သားလည်းရှက်နေခဲ့ကြပြီးတော့ကာဂျီကရှက်ရရန်ကဦးမဲမီယာမျက်နှာကိုထိုးချပြီးတော့ထွက်ပြေးသွားခဲ့ပါတယ်။ ။ဥဝဲမီကတော့စိတ်မဆိုးပဲကာဂျီပြောသွားတော့ဘလို့ထင်လဲကွာလို့ဆာကူရာကိုမေးလိုက်ပါတယ်။ဆာကူရာကသူတောင်တည်းမလုံနိုင်တာတွေအများကြီးရှိသေးတယ်ဆိုတာကိုသိလိုက်ရတယ်လို့ပြောပြပြီးဥဝဲမီကကာဂျီနဲ့တကယ်ချင်းတွေယုံကြည်ဖို့အတွက်ပြောပြခဲ့ပါတယ်။ပြီးတော့ကာဂျီလိုကောင်းအချမ်းချမ်းပေးတယ်ဟာဆိုပြီးတော့အန်အုံးနေခဲ့ကြကာကာဂျီကိုလည်းတစ်ဖက်ကယူရာကစကားပြောဖို့ခေါ်လိုက်နေဒီပိုင်းလေးကအားသိရစရာမကောင်းပဲဒီလောက်နဲ့ပဲအဆုံးသတ်သွားခဲ့ပါတယ်ခင်ဗျာ။